အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကိုဘွားအတွက်ရွေးချယ်တင်တဲ့လူ၅မျိုးကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဘွားတစ်လျှောက်လုံးအောင်မြင်ပျော်ရွှင်စွာနေထိုင်နိုင်ဖို့အတွက်တင့်ဘွားထဲမှာထားရှိတဲ့လူ၅မျိုးကိုရှင်းပြပေးပါမယ်နံပါတ်၁တင့်ကို အားပေးမြင့်တင်ပေးတဲ့သူဘဝမှာတင့်ထက်အတွေ့အကြုံရင်ကျက်သူတင့်ထက်အသိပညာပြည့်ဝတဲ့သူတွေကတင့်ရဲ့အနာဂတ်အတွက် အရင်နှီးဖြစ်စေတဲ့သူတွေပဲဖြစ်ပါတယ်ဒီလိုလူမျိုးကတင့်ရဲ့ဘဝကိုလမ်းမှန်ညွန်ပြပေးပြီးအားနည်းချက်တွေကိုပါဖြည့်ဆည်းပေးနိုင်ပါတယ်နံပါတ်1တစ္ဆာရှိပြီးယုံကြည်စိတ်ချရတဲ့သူဘဝမှာတင့်ရဲ့အတွေ့အမြင်တွေအားနည်းချက်တွေကိုလုံခြုံစွာမျှဝေနိုင်ပြီးဘယ်အခြေအနေမှမစိုးတင့်ဘက်ကအမြဲယက်တည်ပေးမဲ့သူတွေပဲဖြစ်ပါတယ်ဒီလိုလူမျိုးကတင့်ရဲ့ဘဝအတွက်ယုံကြည်စိတ်ချရတဲ့သူပဲဖြစ်ပါတယ်နံပါတ်3တင့်ကိုစိန်ခေါ်မှုတွေပေးတဲ့သူ ဘဝမှာတင့်ရဲ့အဆင့်တန်းကိုမြင့်တင်ပေးဖို့အတွက်တင့်ရဲ့အားနည်းချက်တွေကိုပြောပြီးပိုကောင်းအောင်ပြုပြင်ပေးမဲ့သူမျိုးပဲဖြစ်ပါတယ်။ဒီလိုလူမျိုးကတင့်ကိုစောက်ချလုပ်ပြီးတင့်ကိုလည်းများစွာတိုးတက်စေပါတယ်။နံပါတ်၄အပြုသဘောဆောင်တဲ့သူဘဝမှာဘယ်အခြေအနေမျိုးမှမဆိုးအလင်းရောင်နဲ့ရေမောမှုတွေကိုအမြဲတည်ဆောင်လာတဲ့သူမျိုးပဲဖြစ်ပါတယ်။ဒီလိုလူမျိုးကတင့်ဘဝကိုပိုပျော်ရွှင်စေပြီးတင့်ရဲ့စိတ်ဖိစီးမှုတွေကိုပါများစွာလျှော့ပါစေပါတယ်။နံပါတ်၅တင့်ရဲ့တန်ဖိုးကိုနားလည်တဲ့သူ ဘဝမှာတင့်ရဲ့အရေးချင်းတွေအထောက်မှုတွေကိုအတိမတ်ပြုပြီးတင့်ကိုတမိုးထားတဲ့သူမျိုးပဲဖြစ်ပါတယ်ဒီလိုလူမျိုးကတင့်ကိုယုံကြည်မှုတိုးစေပြီးပုံမအောင်မြင်ဖို့အတွက်လည်းစိတ်ခွန်အားတွေပေးပါတယ်ဒီလူ၅မျိုးကိုတင့်ဘဝမှာထားရှိမယ်ဆိုရင်တင့်ရဲ့ဘဝခရီးကပုံမပြည့်စုံပြီးအောင်မြင်မှုနဲ့ပျော်ရွှင်မှုတွေရရှိလာမှာပဲဖြစ်ပါတယ်ဒါကြောင့်ကိုဘဝအတွက်ရွေးချယ်မဲ့သူတွေကိုဂရုတစိုက်ရွေးချယ်တတ်ဖို့လိုအပ်ပါတယ် ဒီချက်တွေကိုအခြေခံပြီးတင်မဝအတွက်အရေးချင်းပြေဝတဲ့သူတွေကိုရွေးချယ်နိုင်မယ်လို့ထင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။